ဆိုအားလုံးပဲမင်္ဂလာပါပေါ့နော်တကယ်လို့လူငယ်တယောက်အနေနဲ့ property ထွက်လာတဲ့တော့ကောင်းတယ်ဒါပေမဲ့ career ကိုတော့တေချာလေးပြင်ပြင်ဆင်ဆင်လေးတော့လို့တချို့ကျတော့အရန်ပေါ်တယ်ခွာဒါမဲ့ရရလို့အရင်လုံးလိုက်မှာပြီးတော့ပြန်ချိန်မယ်အဲ့လိုမျိုးလက်ထွက်လာကြလေးတွေရှိတယ်တကယ်တော့လက်တွေ့မှာအဆင်မပြေဘူးပေါ့နော်မဆယ်ယောက်မှာဆိုလို့ရှိရင်၈ယောက်လောက်ကလုံးဝသူမှန်းသားသလိုပေါ့နော် ဟိုချိန်မှုမဖြစ်နိုင်ဘူးပေါ့နော်ဆိုတော့အလုံးဝမင်္ဂလာပါပေါ့နော်အာဒီဒီဗီဒီယိုမှာကျွန်တော်စင်ကူမှာပုံနေဆွဲပြီးအင်ခန်းရနေတဲ့အကိုတယောက်နဲ့မိတ်ဆက်ပေးပါမယ်ပေါ့နော်ဆိုတော့ဘာပုံနေဆွဲရတာလဲဘယ်လိုမျိုးတွေလုပ်လို့ဘယ်လိုမျိုးအင်ခန်းတွေရတာလဲအဘလောက်ရတာလဲဆိုတာကိုကျွန်တော်လူတယောက်နဲ့ knowledge sharing လုပ်ပေးသွားမှာပေါ့နော်အလုံးဝမင်္ဂလာပါဟုတ်ဒါကတော့ကျွန်တော်ရဲ့ဆရာအကိုပေါ့နော်အကိုမင်္ဂလာပါအကိုမင်္ဂလာပါနေမယ်ဟုတ်ကောအကိုဒီ AutoCAD Drifter တယောက်ဖြစ်ဖို့အတွက်ပေါ့နော်ဘာတွေလိုအပ်လဲကိုโอเค AutoCAD Drifter တယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အကိုတော့အရင်ဆုံး ဒီအလုပ်ပိုင်းအစပြောပြပါမှာပေါ့နော်ဟုတ်ကဲ့အလုပ်မှာဆိုလို့ရှိရင်အခုတို့ကအမျိုးစုံရှိတာဟုတ်အညီမသိတဲ့ engineering ဘက်မှာဆိုလို့ရှိရင်ဖြစ်ဖြစ်တခြားနယ်ပယ်မှာဖြစ်ဖြစ်ဆိုတော့ drafter ရဲ့သဘောတရားပုံတွေကိုတော့ပြန်ပြင်တာကွာပြန်ပြင်တာဖြစ်တဲ့အတွက်ဒီကိုလုပ်တဲ့လုပ်ငန်းပိုင်းမှာဆိုမျိုးစုံရှိတယ်ဒါပေမဲ့ overall အနေနဲ့အခြေခံပြောရရဆိုလို့ရှိရင်အခုတို့ကျ AutoCAD သုံးတယ်ပေါ့နော်ဟုတ်ကဲ့ AutoCAD software တခုရဲ့တော့မဟုတ်ဘူးတခြားဒီ drafting ဘက်မှာဆို software တွေကအများကြီးပဲဒါပေမဲ့အခုကျတော့ AutoCAD အပိုင်းအဖြစ်တာဖြစ်တဲ့အတွက်အခုက AutoCAD နဲ့ပဲသုံးတာပေါ့နော်အဲ့ဒါခုနကညီလေးမေးတဲ့ဒီ drafter တယောက်ဖြစ်ဖို့ဘာလဲလိုရမလဲဆိုလို့ရှိရင်တော့ အကြမ်းမြင်တဲ့နှစ်ခုခွဲပြောမယ်ဆိုလို့ရှိရင်လုပ်ငန်းပိုင်းနဲ့ software ပိုင်းပေါ့နော်လုပ်ငန်းပိုင်းမှာဆိုလို့ရှိရင်အခုပြောထားသလိုဒီ server board တွေရှိမယ် structure board တွေရှိမယ် MNE board တွေရှိတယ်ဒါကတော့အခုတို့ဒီ engineering ဘက်ကပေါ့တခြားအဲပဲပိုင်းတွေမှာလည်းအများကြီးရှိတာပေါ့အဲ့တော့လုပ်ငန်းပိုင်းအတွက်ရုံတော့အတိပိုးတော့လိုတယ် software ပိုင်းကြားရတယ်ဆိုလို့ရှိရင်တော့ software ပိုင်းကတော့အခုတို့ကအဓိက AutoCAD ပေါ့နော် AutoCAD နဲ့ဆွဲတာဖြစ်တဲ့အတွက် AutoCAD သိဖို့လိုတယ်ဒါပေမဲ့ဒီတချို့လုပ်ငန်းတွေမှာဆိုလို့ရှိရင် AutoCAD အပြင်မှာမှာသူကဒီတခြားသော ဒီ software တွေတော့တည်ဖို့တော့လိုတယ်ပေါ့နော်ဥပမာ micro station တို့နောက်ပြီးတော့ solid word တို့ဒါသူ့ရဲ့လုပ်ငန်းပေါ်မူတည်ပြီးတော့တွဲပြီးတော့သုံးရတယ်တော့ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဒီ autocad drafter တယောက်ဖြစ်မှန်သလိုရှိရင်တော့ autocad တည်ဖို့လိုတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းအတွေ့အကြုံလေးတော့ရှိဖို့တော့လိုတာပေါ့နော်ဟုတ်ကဲ့ပါပေါ့ဒီ criteria တစ်ခုအနေနဲ့ရက်တည်မယ်ဆိုရင်ရောဘယ်လိုမျိုးရက်တည်နိုင်လဲပေါ့နော် ယက်တီလို့ရလားပေါ့။ဒါကတခုနေနဲ့ယက်တီမှာဆိုလို့ရှင် drafting ပိုင်းကတော့ယက်တီလို့ရတာပေါ့နော်။မတော်လဲဆိုတော့အခုတို့ဒီလုပ်ငန်းပိုင်းလုပ်ငန်းတိုင်းမှာဟိုက drafter တက်မရှိမဖြစ်လို့ရတယ်။စားလို့ရေလုပ်ငန်းမှာဆိုပို့လို့တာပေါ့လေ။ပုံနေပြင်ရတယ်ဆိုတော့ဒီ career တခုနေနဲ့ယက်တီမှာဆိုလို့ရှင်တော့ဟို drafting ပိုင်းကတော့လုံးဝ professional အနေနဲ့ယက်တီလို့ရတာပေါ့နော်။ဟုတ်ကဲ့ဟုတ်။ဒီ drafter တယောက်အနေနဲ့ယက်တီမယ်ဆိုရင်လစာဘလောက်လောက်ရတယ်လဲပေါ့နော်။ခံမန်းကြီးပေါ့ကော။ဟုတ်ကဲ့ဟုတ်ကဲ့။တော်များများကအဲ့ဒါကိုအဓိကဟုတ်ဟုတ်ပြောကြမှာပေါ့နော်။ drafter တောင်းနေနေဆိုလို့ရှင်တော့အခုတို့ဟိုရှေ့မှာ तू လုပ်ခဲ့တဲ့ history ပေါ့နော်။ तू ကစာလုံးမှာလုံးဝအထူးကြောင့်ရှိတယ်လား။ အခုသူလည်းမနိုင်ပြမတိကျုံစာလုံးတိကျုံကဒါမရှိဘူးပေါ့နော်မရှိဘဲနဲ့ဒီဘက်ကိုစပြီးတော့လှုပ်ရှားရင်လှုပ်တာဖြစ်တဲ့အတွက်စာလုံးတိကျုံရှိရသလိုရှိတော့သူ့ရဲ့ဟို salary ကပို့ပြီးတော့များမှာပေါ့နော်ဒါပေမဲ့ညီကုနာမေးသလိုပေါ့ဟိုအကြောင်းအရာမျိုးစုံရှိတာဖြစ်တဲ့အတွက် every အပြင်ပြောရသလိုရှိရင်တော့အခုအမြင်ပြောရသလို3000နဲ့ဒီ4000ဝန်းကျင်ပေါ့အိုက်ကြားပေါ့အိုက်ကြားကတော့ပုံမှန်အပြင်တော့ဒီ drafting ဘိုင်းနေမှာက သူတို့ရကြတယ်ပေါ့နော်ဒါဒီထက်ပိုပြီးတော့ကိုအတွေ့အကြုံရှိတယ်နောက်ပြီးတော့ဟို AutoCAD တစ်ခုတည်းမဟုတ်ဘဲတခြားသော modeler software တွေလည်းသိတယ်ဆိုလို့ရှိရင်တော့အဲ၄000အထက်ပေါ့၃000အဲ၃000ငါးနေပြီးတော့၄000 5000ပေါ့အဲ့လိုမျိုးဂျာတစ်ခုတော့ ြကြပါတယ်အဓိကသူရဲ့လုပ်ငန်းကြောင့်ညင်မှုနဲ့သူရဲ့လုံတဲ့ပေါ်တော့မူတည်တယ်စာလုံးတစ်ကြိမ်ရှိရင်တော့ပို့ပြီးတော့အဆင်ပြေမယ်လို့အကိုထင်တာအကိုကျတော့ဘယ်လိုပဲဖြစ်မြန်မာမှာဘယ်လောက်ပဲလုတ်ခက်လုတ်ခက်ဒီမှာလုံးဝတစ်ကြိမ်မရှိကြတော့ဒီမှာတော့လုံးဝဒါဟိုဂျူနီယာနေနေပဲအောက်ချီရနေပြီးတော့ပဲဖြည်းဖြည်းချင်းတက်ရတာဆိုတော့ salary ကတော့အရန်ကြီးအများကြီးရေလို့မှန်းသားလို့မရဘူးဒါပေမဲ့ဟိုကိန်းနဲ့တစ်ခုတတ်မှတ်မယ်ဆိုလို့ရှိရင်တော့ range က3000ကနေပြီးတော့ခုနကပြောတဲ့4000တကယ်လို့ကိုကတွေ့ကြုံရှိသွားပြီးရှား software ရေးကျွမ်းကျင်တယ်ဆိုလို့ရှိရင်တော့4000အထက် ဖျားနေတာပေါ့အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကပေါ့နော်ကျွန်တော်လူငယ်တွေတော်တော်များများပေါ့နော်အခုချိန်မှာကျွန်တော်လူမျိုးပေါ့နော်လမ်းရမ်းပျောက်ကြရပေါ့နော်ဘာလို့လို့ဘာကမ်းမှမတည်ဖြစ်ကြရတယ်ပေါ့နော်အဲ့ချိန်မှာလေဒီ drop line တယောက်ဖြစ်ဖို့အတွက်ဆိုရင်ဘယ်ကနေစတင်ရမလဲပေါ့နော်ဟုတ်ဟုတ်အဲ drop line ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ဒါအကိုသိတဲ့အကိုအမြင်ဘက်ကပြောပြမှာပေါ့နော်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့အကိုတို့ကျတော့ဒီပုံမှန်နီးပညာတက္ကသိုလ်တက်တာပေါ့နော်နီးပညာတက္ကသိုလ်တက်တယ်ဆိုတော့ဒီ GDC ပေါ့အရင်တော့ GDC TU ပေါ့လေအဲ့မှာ civil ဟိုတက်ပြီးတော့ဒီဘက်ကိုရောက်လာတာပေါ့နော် ဲ့တော့ဒီ career ကတော့တချို့ကကျတော့အပြင်သက်သက်ကနေပြီးတော့ဝင်မယ်ဆိုပြီးတော့ဟိုအပြင်သက်သက်ဆိုတာဘောတွေက major မတူဘောနော်တချို့လုပ်ငန်းခွင်ကနေပြီးတော့ဒီဘက်ကလုံးမယ်ဆိုတော့အဲ့လိုလူတွေရှိတာပေါ့ဒါပေမဲ့များသောအားဖြင့်တော့ recommend ပေးချင်တာကတော့ကိုကဒီကိုနဲ့အလုံးအဓိက background တစ်ခုခုလောက်ကိုတော့အရင်ဦးဆုံးဟိုဘယ်လိုပြောပြရမလဲယူထားနေကြတာပေါ့နော်အဲ့လိုမျိုးဖြစ်နေသလိုရှင်ပို့အဆင်ပြေတယ်ပေါ့နော် software ဘက်မှာကြတော့အခုကတော့ autocad သုံးနေဆိုပေမဲ့နောက်ပိုင်းတော့ autocad တို့ rebate တို့နောက်တော့ဒီ tagler တို့စသည်ဖြင့်ကိုလုံးမဲ့ career ပေါ်မူတည်ပြီးတော့သွားရတာပေါ့လေ ဲ့တော့ဒီဘာတွေလိုရမလဲဆိုတော့ဆိုလို့ရှိရင်တော့အဓိက software ကြောင့်ညမှုရှိရမယ်နောက်လုပ်ငန်းတွေ့ကြုံရှိရမယ်နောက်တစ်ခုကျတော့ဒီနည်းပညာနဲ့ပတ်သက်တဲ့ဒုံးဘုအလုံးနဲ့ပတ်သက်တဲ့ background တခုခုပေါ့နော်ကိုရိုးစီမှာရှိဖို့လိုတယ်အဲဘွဲရဲ့မှာတော့မဟုတ်ဘူး diploma လည်းရတာပဲအဲ့လိုမျိုးပေါ့နော်အဓိကလုပ်ငန်းကြောင့်ညမှုရှိဖို့တော့ဘာကြောင့်လဲဆိုတော့နောက်ပိုင်းအလုပ်တွေတော်များများခေါ်တယ်ဆိုလို့ရှိရင်သူကဘယ်ဟာဘယ် certificate ရမှာတော့ဘယ်ဘွဲရမှာအဲ့လိုမျိုးတော့ရှိတယ်ဆိုတော့ကိုလုံးမဲ့အပိုင်းနဲ့မူတည်ပြီးတော့အဲဒီ background တခုခုတော့လှုပ်ထားရတဲ့ပုံထောင်းတာပေါ့နော်ရေရှည်အတွက်ပေါ့လေဟုတ်ဟုတ်ပြီးတော့လူငယ်တယောက်အနေနဲ့ဆိုရင်လေအခု ဘာကြံပေးခြင်းလဲကိုအခုဥမာသူများတွေကချို့တွေကြောက်လဲဒီဟာကြီးကိုဟိုတခုခုပေါ့နော်အဒီဘက်ကိုလာဖို့အတွက်ပေါ့အာဒီလမ်းပြောင်းနေရလူတွေလည်းရှိတယ်ပေါ့နော်တချို့တွေကြောက်လဲဒီခုနကကျွန်တော်ပြောသလိုပေါ့နော်ခရီးယာဘာရွေးလို့ရွေးရမှာမသိဘူးအဲ့ဒါမျိုးဖြစ်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဟုတ်အလူငယ်တယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဥမာအကတော့ခုဒါအကတော့လက်တာ overseas ရောက်နေတာပေါ့။ overseas ရောက်နေတာဖြစ်တဲ့တော့ဒီဘက်ကိုလာမယ်ဆိုလို့ရှိရင်တော့အဲတချို့ကြတော့လည်း အခုလိုဒီမှာလည်းအများဆုံးလာလာမေးကြတာကြဘယ်လိုလဲဆိုတော့ဟိုရရအလုံးနဲ့ထွက်လာလိုက်တယ်ပေါ့တော်များများလည်းအခုအဲ့လိုလာလာမေးကြတယ် page မှာရောဖြစ်ဖြစ်ပေါ့ personal ရောဖြစ်ဖြစ်ပေါ့နော်ตัวโหปฏิณาก็ตัวอเซมมาปีบิทุกข์ยောက်ตาบ่เนาะยายาได้เอาลงเนี่ยถอดละเลยだแม้กั่นซูจินเนาะเลยยาได้อลุกก็เลยเปล่าละโหอะเย็นตรงอ่ะตีตาได้ အလုပ်ပုံစံမျိုးလဲတကယ်လုံးဝလည်းလုံးနေရလုံးဝအဆင်မပြေဘူးပေါ့နော်ဆိုကြပါစို့ဥမာပြောရဲဆိုလို့အိအကူပဲဆိုကြပါစို့နော်ဒီပညာတက္ကသိုလ်ကနေပြီးဘွဲရပြီးတော့အင်ဂျင်နီယာပို့အလဲပြောနေအင်ဂျင်နီယာပေါ့နော်အင်ဂျင်နီယာတွေကလည်းတချို့တွေကလို့ရှိရင်အကူဘယ်တော့အန်ကိုသွားလဲဆိုတော့သူကဒီဘက်ကိုအဲ့လိုမျိုး အဲ့လိုပေါ့အိမ်အခုမျိုးနဲ့လာလို့ကြာလို့ရှိရင်လုံးဝ surprise ဖြစ်သွားပါပေါ့နော်။ဘာကြောင့်လဲဆိုတော့တို့တို့မှာ choice မရှိဘူးက။ choice မရှိတဲ့သဘောတရားကမဖြစ်မနေထွက်မယ်။လုံးတစ်ခုရတဲ့လုံးနဲ့ပဲလုံးလိုက်မယ်ဆိုတဲ့သဘောတရားမျိုးနေပေါ့နော်။ဒါတို့တော့အိမ်ကူရလို့တော့မဟုတ်ပါဘူး။ဟိုဖိုးပွားဆောင်ရှောက်တဲ့ဘာညာပေါ့နော်။ဒါပေမဲ့တကယ်တမ်း तू ကလုံးနေရတာကတဲ့အဲ့လိုမျိုးပေါ့။အိမ်ကူလို့ဖြစ်သွားတဲ့အပြင်မှာမှသူ့အတွက်ကမိုးလဲရနေမိုးကြိုးဒီ तू အလုတ်ကအချိန်ကအရန်များတယ်ပေါ့နော်။ညားတာဖြစ်တဲ့အတွက် तू อ่ะปรมัตถ์စဉ်းစားထားတာကအဲ့လိုရရအောင်လို့ခုနထွက်လာပြီးတော့အဲပြီးတော့မှကယ်ရီယာသူ့ရဲ့လမ်းကြောင်းကိုပြန်တက်မယ်ပေါ့ဒါပေမဲ့ အခုအနေထားကသူကလုံးဝကိုဟိုဘက်ကိုလှည့်လို့မရဘူးပေါ့နော်ဒီအလုပ်ကမိုးလေးမိုးချုပ်ချိန်ကုန်တယ်ပြီးကွန်ပျူတာသုံးနေသူကမကြိုက်ဘူးအဲ့လိုမျိုးလေးဆိုတော့လေအမျိုးစုံရှိတာပေါ့နော်ဒါကြောင့်မလို့အခုပြောရတယ်ဆိုလို့ရှိရင်တော့တကယ်တမ်းကိုကအဲ့လိုနိုင်ငံခြားလောက်လာလုပ်မယ်ဆိုလို့ရှိရင်နံပါတ်1ကကိုယ့်ရဲ့ career ပေါ့နော် career ကိုတော့မြန်မာမှာဟိုဘယ်လို background ရှိဘယ်လိုမျိုးကိုယ့်အတွက်ကခိုင်ခိုင်မာမာတစ်ခုရှိကြလဲပေါ့နော်ဒါမှမဟုတ်ခုနကလေပေါ့ဒီမှာအလုပ်အလုပ်လုပ်ရင်းနဲ့ကြောင်းတက်ပြီးတော့လုပ်မလားအဲ့လိုမျိုးမျိုးစုံရှိတာပေါ့လေဒီမှာအလုပ်တန်းလုပ်မယ်ဆိုလို့ရှိရင်တော့ကိုက ခုနကရှေ့ရလူမျိုးဖြစ်အောင်လို့ပေါ့လေကိုတကယ်လာမဲ့အလုတ်ကတေချာလာကိုတကဘယ်လိုမျိုးဖြစ်လဲဆိုတာတေချာလေးတော့လုတ်စေချင်ဘာကြောင့်လဲဆိုတော့အကိုကြုံရတာလို့တယောက်နှစ်ယောက်မို့အကိုလာလာမေးရနည်းနည်းများတယ်ပေါ့နော်အဲ့လိုသူတို့လည်းအဆင်မပြေကြဘူးပေါ့နော်အဲ့တော့အကိုလည်းတက်နိုင်တယ်လို့တော့ဗီဒီယိုလည်းစနေသူတို့ပို့ပေးတယ်ဒီဟာလေးလေးလေးလာပြသလို့ရှိရင်တော့အလုတ်တွေရှိရသလိုရှိရင်တော့အကိုတို့ share ပေးတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နိုင်တယ်လို့လေးတော့ပြန်ကူညီပေးတာပေါ့လေအဲ့တော့တကယ်လို့လူငယ်တယောက်အနေနဲ့ overview ထွက်လာတာတော့ကောင်းတယ်ဒါပေမဲ့ career ကိုတော့တေချာလေးပြင်ပြင်ဆင်ဆင်လေးတော့လို့တချို့ကျတော့အရန်ပေါ်တယ်ပါလာမယ်ရရလို့အရင်လုပ်လိုက်မယ်ပြီးတော့ပြန်ချိန်မယ်အဲ့လိုမျိုးနဲ့ထွက်လာကြတဲ့လူတွေရှိတယ်တကယ်တော့လက်တွေ့မှာအဆင်မပြေဘူးပေါ့နော်ဥပမာ၁၀ရောက်မှဆိုလို့ရှိရင်၈ရောက်လောက်ကလုံးဝသူမှန်းသားတယ်လို့ပေါ့နော်သူချိန်ဖို့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဆိုတော့တော်တော်ကြီးတော့သူစူးစမ်းရတာရှိမယ်အခက်ခဲရောစိတ်ပင်ပန်းမှုအများကြီးရှိတာပေါ့လေဒါကြောင့်မလို့အကိုကတော့တကယ်လို့ဟိုပြင်ပြင်ဆင်ဆင်နဲ့ထွက်လာမယ်ဆိုလို့ရှိရင်ပိုအကောင်းဆုံးပဲပေါ့တကယ်လို့လုံးဝချိန်မရဘူးဆိုလို့ရှိရင်တော့လေ အဲကိုတခြားအလုပ်တစ်ခုနဲ့အရင်ဝင်မယ်သလိုရှိရင်အဲ့ဒီအလုပ်ကိုကိုတက်ကဘယ်လောက်လောက်ထိစိတ်ချမှုခိုင်မာမှုရှိလဲပေါ့နော်ပွဲသားတွေရအမှန်တမ်းပြောရင်မယုံပါတော့ဒုက္ခတွေတွေများရောက်ကြတာဆိုတော့အဲကယ်ရီယာတစ်ခုနဲ့ရွေးရင်တော့ပိုအဆင်ပြေတာပေါ့ကယ်ရီယာမှာသလိုရှိရင်တော့အခုလိုဒီ draft နဲ့ပိုင်းသလိုရှိရင်တော့ software တွေကြာတွန်းတွန်းကျဉ်ကျဉ်ပေါ့နော်နောက်ပိုင်းလုပ်ငန်းတွေကြောင့်မရှိဘူးဆိုရင်တော့မှပဲဟို junior အနေနဲ့အလုပ်တင်တဲ့ တချို့ခေါ်လာလေးတော့ရှိပါတယ်အဲ့လိုမျိုးတွေနဲ့ရှာပြီးတော့ကိုကပြပြချင်းပြပြချင်းပြန်တက်သွားမယ်ဆိုလို့ရှိရင်တော့ရပါမှာပေါ့အာဟုတ်ကဲ့ခုလိုပြပြတယ်ကျေးဇူးပါကျေးဇူးပါညီလေးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကိုခုဒါတော့ကျွန်တော်ရဲ့ဒါဆရာအကူပေါ့နော်လက်ရှိမှာသူကလည်းတန်းတန်းနေလဲဖွင့်ထားတယ်ပေါ့နော်အာဒီမှာလည်းသူ zone နေလဲတင်ပေးနေရပေါ့ကျွန်တော်ကိုယ်တိုင်လည်းသူ့ရဲ့တပည့်ပါပဲပေါ့နော်အဲလက်ရှိကျူကလည်းဒီ auto cat drifter နဲ့ဒီဘက်မှာရက်တည်နေတဲ့လူတယောက်ဆိုတော့တကယ်လို့လူငယ်အနေနဲ့အခုလိုမျိုးပုံဆွဲရတာဒီဒါမှမဟုတ် auto cat ကိုလေ့လာရတဲ့လူတွေတယောက်အနေနဲ့ဆိုရင်ဘာလုပ်လို့ ဘာကဲရမယ်မသိရလို့အများကြီးရှိတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်ဒီကုန်းနဲ့အမေးဖြေလေးလုတ်ပေးတာပေါ့နော်ဆိုတော့အာဒီနေပြီးတော့တော့ပါပဲခုနောက်တစ်ခုဒီကိုရှိမှာအာတင်တန်းနေပါညာတက်ချင်တယ်ဆိုလဲကောမန့်မှာကျွန်တော်လာပြီးတော့ပြောပြီးတော့စုံစမ်းလို့ရပါတယ်ပေါ့နော်ဆိုတော့အားလုံးပဲဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်